မင်္ဂလာပါရှင်ကျမတို့အများစုကလေအချိန်ကိုပိုကောင်းအောင်စီမံချင်တယ်အလုပ်တွေပိုပြီးပြီးမြောက်ချင်ကြတယ်ဟုတ်ကဲ့ဆက်ဆံရေးတွေပိုကောင်းချင်တယ်နောက်ပြီးတော့ကျမ်းမာပျော်ရွှင်ပြီးအလုပ်မှလည်းအောင်မြင်ချင်ကြတာပေါ့နော်음ဟုတ်ပါတယ်လူတိုင်းနှီးပါပါပဲဒါပေမဲ့လေလက်တွေ့မှာကျတော့အလုပ်တွေကအများများတယ်ဘာဝတ်ရင်လို့ရမှမသိဘူးဟိုဟာလို့ရဒီဟာလို့ရနေဟုတ်ကဲ့အရေးပေါ်ကိစ္စတွေပဲလိုက်ရှင်းနေရတာမျိုးပေါ့ အင်းအဲ့လိုလိုက်ရှင်းရင်ကိုယ့်အပြုတကယ်အရေးကြီးတာလေကြာလွတ်သွားရောအဲ့လိုခင်စားရတာမျိုးမကြခဏဖြစ်ကြတယ်လीအတိအကျပဲဗျာအဲ့ဒီလိုမျိုးဖြစ်တယ်လို့နေထိုင်နေရတဲ့ဘဝပုံစံကနေလေကိုယ်တိုင်ရည်ရွယ်ချက်ရှိရှိပုံဖော်တဲ့ဘဝမျိုးကိုပြောင်းလဲနိုင်ဖို့နည်းလမ်းတွေကို Rob Schellenberger နဲ့ Steve Schellenberger တို့ရဲ့ Do What Matters Most စာအုပ်ကတင်ပြထားပါတယ်။ Oh Do What Matters Most ဟုတ်ကဲ့ဒီနေ့ကျွန်တော်အဓိကဆွေးနွေးသွားမှာက အဲ့ဒီစာအုပ်ထဲကနေပေါ့နော်ကုန်းထောက်စွမ်းအားကိုတည်တည်တသာတိုးမြင့်ပေးနိုင်တယ်ပြီးတော့စိတ်ဖိစီးမှုကိုပါလျှော့ချပေးနိုင်မယ်အဓိကကြတဲ့အတွေ့အခေါ်ရယ်လက်တွေ့ကျင့်သုံးလို့ရတဲ့အလစ်အချင်းကောင်းသုံးခုရယ်ကိုပါပဲကောင်းလိုက်တာဆိုတော့ဒီနေ့ဆွေးနွေးမှုကနေနားထောင်သူတွေအတွက်ကို့ဘဝမှာတကယ်အရေးပါတာတွေကိုဘယ်လိုရှားဖွေမလဲဘယ်လိုဦးစားပေးလှုပ်ဆောင်မလဲဆိုတော့လက်တွေ့ကြတဲ့အခြေလေးတွေရာသွားဖို့မျှော်လင့်ပါတယ်ဟုတ်ကဲ့ရည်ရွယ်ပါတယ်ကဲ ဒါဆိုဘယ်ကစကြမလဲလူတွေရင်ဆိုင်နေရတဲ့အဓိကစိန်ခေါ်မှုတွေပေါ့ဘာတွေဖြစ်မလဲဟုတ်ကဲ့စောက်ထဲကတူတေသနာအရာဆိုရင်လေလူ68ရာခိုင်နှုန်းလောက်ကအချင်းကိုဦးစားပေးစီမံခံခွဲဖို့ကသူတို့ရဲ့အကြီးမားဆုံးစိန်ခေါ်မှုလို့ဆိုကြတယ်ပေါ့နော်음68ရာခိုင်နှုန်းတော့ဟုတ်တယ်ပြီးတော့80ရာခိုင်နှုန်းကလေထိရောက်တဲ့စီမံကိန်းရေးဆွဲမှုလုံခြုံရေးဆိုတာမျိုးမရှိဘူးလို့ခန့်စားရတယ်တဲ့음အဲ့ဒါဘာကိုပြနေလဲဆိုတော့ လူအများစုဟာအလုတ်များတို့လိုထင်ရပေမဲ့တကယ်တမ်းမှာအရာမထင်တာ ရှေ့မရောက်တာမျိုးဖြစ်နေတတ်တယ်ဆိုတာပါပဲ business နဲ့ productivity ကွာတာပေါ့ဟုတ်ပါပြီစောက်ထက်မှာအေမီဆိုတဲ့အမျိုးသမီးတယောက်အကြောင်းပြောထားတယ်နော် American Express က तू တော်တော်အလားအလာရှိတဲ့ခေါင်းဆောင်ပေါ့อืมဟုတ်ပါပြီအေမီဟာ तू အယံတော်ပေမဲ့အလုတ်ရောမိသားစုရောကိုပိုင်ဘဝမှာပါဖိအားဒီအယံများပြီးတော့လေဘဲဟာကိုမဦးစားမပေးနိုင်တော့ဘူး မြေရာအေးပေါ်ကိစ္စတွေကိုပဲလိုက်ရှမ်းနေရတယ်လို့ခန်းစားခဲ့ရတယ်လို့ဆိုတယ်။ဟုတ်ကဲ့။ဟင်ဖုံးထွက်တမီရွတ်ထွက်ချီမပေးနိုင်ဘူး။ကိုကျမရဲ့လည်း group မဆိုင်နိုင်တော့ဘူး။အဲ့လိုဖြစ်လာတာ။ဟုတ်ကဲ့။အေမီရဲ့အခြေကတော်တော်များများကြုံနေရတဲ့အခြေအနေကိုထင်ဟတာပေါ့လေ။ဒီလိုအခြေအနေကနေရုံထွက်ဖို့စောက်ကအဓိကပြောတာကနှစ်ခုလိုတယ်ဗျ။မှန်ကန်တဲ့အတွေးခေါ် mindset ပေါ့။ mindset ။ဟုတ်ကဲ့။ပြီးတော့မန်ကန်တဲ့ကျွမ်းကျင်မှု skill set ပေါ့။အဲ့နှစ်ခုလုံးလိုရတယ်။တစ်ခုတည်းနဲ့တော့မရဘူး။ဟုတ်ကဲ့။ mindset ဆိုတာကတော့อืมပြောင်းလဲခြင်းနဲ့စိတ်တူးတက်ခြင်းနဲ့စိတ်ရှိဖို့ပေါ့နော်ဟုတ်ပါတယ်တင်ယူဖို့အမြဲအသင့်ဖြစ်နေတာမျိုးပြီးတော့အချင်းကြီးတွေကိုတုံ့ပြန်နေတာထက်ကြိုတင်ပြင်ဆင်တက်တက်စိတ်ထားမျိုးမွေးဖို့ပေါ့ဒါပေမဲ့ဒီလို mindset ဖြစ်လာဖို့ကိုတားရရတယ်လည်းရှိသေးတယ်မို့မလားရှိတာပေါ့အတိအကျပဲအဓိကရန်သူတွေဖြစ်စာအုပ်ကပြောတာကတော့စိတ်ကျေနပ်မှုလွန်ကဲခြင်း complacency ပေါ့ complacency ဟုတ်ဒါကိုတိစိတ်လူတက်တမလူတောင်တင်းစားထားတယ် ကိုရောက်နေတဲ့အခြေအနေလေးမှာပဲတက်တောင့်တက်တာဖြစ်ပြီးတော့ရှေးဆက်ဖို့မကြိုးစားတော့တာမျိုးပေါ့လေ။အင်းသဘောပေါက်ပြီ။နောက်တစ်ခုကတန်တရားစိတ်များတာ cynicism တို့ skepticism တို့ပေါ့။ပြီးတော့အချိန်ဆွဲခြင်း procrastination ပေါ့။ဒါတွေကတိုးတက်မှုကိုတော်တော်ဟန်တာတယ်။ဟုတ်ကဲ့။ Saint Jerome ဆိုရစကားလေးတစ်ခုရှိတယ်ဗျာ။ကောင်းပိုကောင်း အကောင်းဆုံး ကောင်းတာကနေပိုကောင်းပိုကောင်းတာနဲ့အကောင်းဆုံးဖြစ်အောင်အမြဲကြိုးစားနေပါဆိုတာမျိုးကဒီ group mindset ကိုဆိုလိုတာပဲကောင်းပြီ mindset အကြောင်းရှင်းသွားပြီဒါဆို skill set အပိုင်းကတော့စာအုပ်ကအဓိကအလေးချင်းကောင်း၃ခုကိုပြောထားတယ်နော်အဲ့ဒါတွေကို the big 3လို့ခေါ်ရဆိုဟုတ်ပါတယ် the big 3ပေါ့ number 1ကရေးသားထားတဲ့ကိုယ်ပိုင်ရည်မှန်ချက် vision ရှိဖို့ written personal vision ပေါ့อืม vision ဒုတိယက ယခုနှစ်အတွက်ကိုယ့်ရဲ့အခန်းကဏ္ဍတွေနဲ့ပန်းတိုင်တွေကိုတတ်မှတ်ဖို့ rose and goals ပေါ့ rose and goals တတိယကအပတ်စဉ်ချိုးတင်စီမံကိန်းရေးဆွဲခြင်း pre-wed planning ဖို့တဆိုင်မှန်မှလုပ်သွားဖို့အဲ့ဒီသုံးခုပါဟုတ်ကဲ့ဒီသုံးခုကထိကျစီတော့မဟုတ်ဘူးတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်အပြန်လာအဖီနေတဲ့စနစ်တစ်ခုလို့အလုပ်လုပ်တာ vision မရှိရင် goal ကလမ်းပြောင်းနိုင်တယ်ဟုတ် pre-wed planning မရှိရင် vision နဲ့ goal တွေကစကူတတ်တတ်ပဲဖြစ်ကြံခဲနိုင်တာပေါ့ အော်ဟုတ်ပြီဟုတ်ပြီချစ်စနေတာဗောနော်ဒီ big 3ကဘာလို့ဒီလောက်တောင်အရေးကြီးတာလဲလူတွေကဒါလေးကိုတကယ်လက်တွေ့လုပ်ဖြစ်ကြလို့လားဒါမှမဟုတ်အားနေနေကြလို့လားအားနေကြတယ်ဆိုတာကိုသူတေသနာတွေက ပြနေတယ်ဗျာဥပမာရေးသားထားတဲ့ကိုပိုင်ရေမန်းချက် ရူပါယုံရှိတဲ့သူဟာလူဦးရေရဲ့2%ပဲရှိတယ်ဟာ2%ပဲလားဟုတ်တယ်အရန်နေတာပြီးတော့ရေးထားတဲ့ကိုရေးကိုသာပန်းတန်ရော့ အလုတ်ဆိုင်ရာပန်းတန်ရောရှိတဲ့သူက10%အောက်မှာပဲရှိတယ်။တော်တော်နေတာပဲနော်။ဟုတ်။ဒါပေမဲ့အန်တိုဆီယာကောင်းတာကရှင်းရှင်းလင်းလင်းရေးထားတဲ့ပန်းတန်နဲ့အစီအမံကိန်းသာရှိမယ်ဆိုရင်လည်းတဆုံတစ်ခုကိုပြီးမြောက်အောင်မြင်နိုင်ခြေက90%ပိုများသွားတယ်လို့ဆိုတယ်။90%မနေဘူးနော်တော်တော်များတာ။ဟုတ်ပါတယ်။90%တော့တကယ်ကွာခြားမှုရှိတယ်။ဒါဆို pre-week planning ရဲ့အကျိုးသိအောင်မှုကတော့ pre-week planning လုပ်တဲ့သူကတနေ့တော့မှဥစားပေးလို့ရမယ်အလုပ်တွေပေါ့။ရှိရကနေတထောင်းလောက်အထိပိုပြီးမြောက်နေတယ်တဲ့။ ဟုတ်ကဲ့ပြီးတော့အရေးကြီးတာကစိတ်ဖြီးစီးမှုလေတိတိတသားကိုယော့နှဲစွာစေတယ်လို့သူတေသနာကပြတယ်။ဒါကအလုပ်ပိုးပြီးုံတယ်မကဘူးစိတ်ပိုင်းဆိုင်ရာတတ်တမှုပါရစေတာ။အင်းဒီလိုဆိုကို့အချိန်တွေကိုပြဲနေရမှာသုံးနေလေဘယ်မှာသုံးတင်လဲဆိုတာပြန်စင်းစားစရာဖြစ်လာပြီ။ဟုတ်ပါတယ်။အချိန်ကိုဘယ်လိုသုံးတင်လဲဆိုတာကိုပူပြီးရှင်းရှင်းလင်းလင်းမြင်အောင်စာအုပ်ထဲမှာ matrix တကူသုံးပြထားတယ်နော်။ Eisenhower matrix ကိုအခြေခံထားတယ်လို့ဆိုတယ်။ဟုတ်ပါတယ်။ Do what matters most matrix လို့ခေါ်ပါတယ်။ အလုပ်တွေကိုအရေးကြီးမှု importance နဲ့အရေးပေါ်မှု urgency ပုံမူတည်ပြီး quadrant လေးခုခွဲလိုက်တာပါ quadrant လေးခုဟုတ် Q1 ကအရေးကြီးပြီးအရေးပေါ် crisis day deadline တွေပေါ်ဒါတွေကိုတော့ manage လုပ်ရမယ်စီမံရမယ်ဟုတ်ကဲ့ဒါတွေကိုတော့လုံးဝရှောင်ရမှာဒါဆိုအဓိကအာယုံဆက်ရမှာက Q2 ပေါ့နော်အရေးကြီးတယ်ဒါပေမဲ့အရေးမပေါ်ဘူးဆိုတဲ့အရာတွေမှန်ပါတယ်အရေး Q2 ပါပဲဥပမာကြိုတင်စီမံကိန်းဆွဲတာတို့ဆက်ဆံရေးတိဆောက်တာတို့ ကျမ်းမာရေးအတွက်လီဂျင်ခန့်လောက်တာမျိုးဟုတ်တယ်ကို့အတွက်အခွင့်အလန်းတက်တေရှာတာမျိုးတွေပေါ့ဟုတ်ဒါပေမဲ့လေလက်တွေ့မှာဒီ Q2 ကိုဘလို့ဦးစားပေးနိုင်မလဲ Q1 နဲ့ Q3 လာအမြဲတမ်းကို့အာယုံဆိုင်မှုကိုလာဆွေးနေရလေဟုတ်တယ်ဟုတ်ဒါကအရင်ကောင်းနေမေးကုန်းပါပဲလူများစုကအဲ့ဒီ Q1 နဲ့ Q3 မှာပဲအချိန်ကြီးကုန်နေကြတာများပါတယ် Q2 ကအရေးကြီးမှန်းသိပေမဲ့အရေးမပေါ်တော့အော်နောက်မှလုံမယ်ဆိုပြီးရွှေ့တက်ကြတယ်ဟုတ်တယ်ဟုတ်တယ်စာအုပ်ထဲကငါးပြက်တိုက်ဦးမလီက ဒီအချက်ကိုရှင်းပြရတယ်ဗျ Aquarium analogy ပေါ့ငါးပြတ်တဲ့ထဲကို ping pong ball လုံးတွေဒါက Q2 အရာတွေကြောက်စရီခဲတွေတဲတွေရေတွေဒါတွေက Q1 Q3 Q4 အရာတွေထဲမယ်ဆိုရင်လဲဘာကိုအရင်ဆုံးထည့်တင်လဲอืม ping pong ball လုံးတွေကိုယင်ထဲရမှာပေါ့အကြီးဆုံးတုံးလိုက်အခဲလိုက်တွေကိုယင်ထဲရမယ်ဟုတ်တယ်ပြီးမှကြောက်စရီတဲရေထည့်ရင်အကုန်လုံးဆန့်ခွာလိမ့်မယ် ဒါပဲတဲရီရေရေရင်ထက်လိုက်ရင်ပိန်ပေါင်းပေါလုံးတွေသူနေရာမရှိတော့ဘူးအဲ့ဒီအတိုင်းပါပဲကိုယ့်ရဲ့တကယ်အရေးကြီးတဲ့ Q2 အရာတွေလေဥပပါချမရဲ့မိသားစုကိုပိုင်တိုးတက်မှုရေရှည်စီမံကိန်းတွေအတွက်အချင်းကိုအရင်ဆုံးပိတ်ဆို့ဝီတတ်မှတ်ထားရမယ်ရှက်ကျူးလောက်ထားရမယ်ပေါ့နော် အချင်းကို block လောက်ထားရမယ်ဟုတ်တယ်ဒါမှချန်တဲ့အရေးပေါ်တွေအနောက်ရှက်တွေကကိုယ့်ရဲ့အရေးကြီးဆုံးအရာတွေကိုလာပြီးဖုံးလွှဲမထွက်မှာ pre-week planning ဆိုတဲ့တတိယအလေးချင်းက DQ2 အရာတွေကိုကို့ calendar ထဲအရင်ဆုံးထည့်သွင်းဖို့ကူညီပေးတာရှင်းသွားပြီရန်ကောင်းတို့ဥပမာပဲဒါဆို pick 3ရဲ့ပထမဆုံးအလေးချင်း personal vision ကိုပိုင်ရီမန်းချက်ယူပါယုံကိုဘလို့တိဆောက်မလဲဆိုတာဆက်ကြည့်အောင် vision ကဘာလို့အရေးကြီးတာလဲ vision ဆိုတာကကိုပေကိုတောင်းနေတယ်ဆိုတဲ့လမ်းပြမြည်ပုံပဲလीဦးတီချက်ပေးတယ်လုံဆောင်မှုပေးတယ်ရှင်းလင်းပြတ်သားမှုပေးတယ် right brothers မှာ လီယန်ပြင်းလိုင်ရမယ်ဆိုတဲ့ခိုင်မာတဲ့ vision ရှိခဲ့လို့ပဲလီလီယန်ဆိုတာဖြစ်လာတာပေါ့ဟုတ်ကဲ့ကို vision ကကဘာကြီးကိုပြောင်းလဲဖို့မလိုပါဘူးကိုယ့်ရဲ့ကဘာကိုပြောင်းလဲဖို့လိုရတာပါစာအုပ်တဲက Jeff ဆိုတဲ့ခေါင်းဆောင်ကသူ့ကျမ်းမာရေးအတွက်ခိုင်မာတဲ့ vision ကြောင့်စစ်လေးပြန်နိုင်ခဲ့တယ်စာရေးသူ Rolf Kurai က F16 တိုက်လေမှုဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ vision ကသူကိုတွန်းအားပေးခဲ့တယ်ပေါ့။အင်းအဲ့ဒါကိုရင်လုံးပြီးမှလက်တွေ့ဘဝ physical reality မှာတိဆောက်ရတာပါ။ ိမ်မထက်ကအိမ်တို့ပေါ့အရင်စိတ်ကူးတဲ့စောက်ကြည့်ပြီးမှတကယ်စောက်တာစားနေရေးထားဖို့ကအဓိကပဲဒါပေမဲ့လေဘာမှမရှိသေးတဲ့အခြေအနေကနေ vision တစ်ခုကိုဘယ်လိုစပြီးရေးရမလဲတချို့လူတွေရဲ့အတွက်ဒါကခက်နေတယ်လေဘင်းကဆက်ရမှမသိတာမျိုးဟုတ်ကဲ့စာအုပ်ကရွေးချင်တဲ့အဆင့်30ကျန်ပြထားပါတယ်၁ကိုကိုကိုမေးခွန်းနဲ့မေးပြီးစိတ်ကူးစိတ်တန်းကိုလုံးဆောပါတယ်ဥပမာနောက်9ရက်10ရက်မှာ ဘဝရဲ့အဘဲခန်းခန်းထားဒီမှာဘလို့ဖြစ်ခြင်းတလဲဘလို့လူမျိုးအဖြစ်မှမဖြစ်ခြင်းတလဲဆိုတာမျိုးတွေပေါ့အင်းကိုကိုကိုမေးခွန်းထုတ်ရမယ်ဟာကိုတဲ့အရေးကြီးဆုံးအခန်းကဏ္ဍကခုကနေခုနှစ်ခုလောက်သတ်မှတ်ပါဥပမာကိုပိုင် personal inhal pet spouse မိဖ parent အလို့ကိုက် professional မိတ်ဆွေ friend စသဖြင့်ပေါ့ personal ရောဂါအရေးကြီးဆုံးပဲဆိုတာကိုသွားခက်တလဲလဲပြောတယ်ကိုကိုကိုအရင်ဂျူးဆိုင်နိုင်မှာတခြားသူတွေကိုဂျူးဆိုင်နိုင်မှာမို့လို့ဟုတ်ကဲ့ personal ရောဂါအဓိက သုံးအဲ့တမတ်ထားတဲ့အခန့်ကဏ္ဍတစ်ခုချင်းစီအတွက် vision ကိုလက်ရှိကာလမှာဖြစ်နေတယ်လို့မျိုးရေးချပါတယ် I am do I strive to be do I choose to ဆိုတဲ့အကောင့်ရဲ့စကားလုံးနေသုံးပြီးရေးပါ။အော်လက်ရှိမှာဖြစ်နေတယ်လို့မျိုးဟုတ်ဥပမာ personal roma ကျွန်ုပ်ဒီစိတ်ပိုင်း၊ရုပ်ပိုင်း၊ဝိညာဉ်ပိုင်းဟန်ချက်ညီတို့ချက်မှာဒီဘဝကိုပိုင်ဆိုင်သည်ဆိုတာမျိုးပေါ့။ရေးပြီးရင်ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ပါ။ဒီ vision ကငါ့ကိုလမ်းညွှန်မှုပေးရလား။ ငါတို့တကယ်အတိတ်ပဲရှိရလားဆိုရဲလစ်မစ်တက်စ်လေးလက်ကြည့်ပေါ့ကောင်းပြီဗီရှင်ရှိပြီစာနဲ့လည်းချက်ရေးထားပြီဒါဆိုဒုတိယအလေးချင်းချစ်တဲ့အခန်းကဏ္ဍနဲ့ပန်းတိုင်း Rose and Gold စတတ်မှတ်ခြင်းကိုဘယ်လိုချိတ်ဆက်မလဲဟုတ်ကဲ့ Vision ကရေရှည်ဦးတည်ချက်ဆိုရင် Ghost တွေကအဲ့ဒီ Vision ကိုဒီနေ့အတွင်းမှာလက်တွေ့ဖြစ်လာအောင်လှုပ်ဆောင်မယ်တိကျတဲ့မှတ်တိုင်းတွေပါပဲစောစောကပြောခဲ့သလိုပေါ့ရေးထားတဲ့ Ghost ရှင် အောင်မြင်နိုင်ချေ90%ပုံများတယ်ဟုတ် ဒါပေမဲ့လူ30%လောက်ပဲဒါကိုလုပ်ကြတယ်။ YPO Affair ဝင် CYA တမ Gary ဆိုတဲ့လူတယောက်အကြောင်းပြောထားသေးတယ်။ "तू ကနစ်တေအကြာကြီးစိတ်သက်ကြာနေတာ။အင်း Gary ဟုတ်။သူ့ရဲ့အခန်းကဏ္ဍတွေအတွက် vision နဲ့ goal တွေပြန်ရေးဆွဲလိုက်မှာသူ့ဘဝကပြန်ပြီးအသည့်ပဲရှိလာတယ်လို့ဆိုရဲ။စာဖတ်ဖို့ goal တွေတခုချလိုက်တာကတော့သူ့ဘဝကိုအများကြီးပြောင်းလဲသွားစေခဲ့တယ်တဲ့။အော်စာဖတ်တဲ့ goal လေးနဲ့စတာပေါ့။ကောင်းလိုက်တာ။ ပန်းတိုင်တွေကိုထိထိရောက်ရောက်ဖြစ်အောင်ဘလို့ရေးဆွဲတဲ့လဲ smart ကိုဆိုတာတော့ကြားဘူးနေကြပဲလေဒီဆောင်မှာ အထူးတလဲဗမာအကြံပြုထားတယ်လေ smart ဆိုတဲ့အခြေခံမူကတော့အတူတူပါပဲ specific တည်ကြဖို့ကိုအလေးချင်လော့မယ်လို့မရေးပဲ October 30မှာပေါင်190ဖြစ်ရမယ်ဆိုတာမျိုးပေါ့ဟုတ်တည်တည်ကြကြ measurable တိုင်းတာနိုင်ဖို့ပိုကောင်းအောင် တို့ပိုမြန်များတို့လိုစကလုံးတွေရှောင်းပြီးအရေအတွက်အကျင့်အရေအတွက်နဲ့တိုင်တာနိုင်အောင်ရေဖို့ပေါ့အိမ်တောင်ဖက်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိမယ်အစားကလေးတွေမပါပဲတလကို ပြားမြနှစ်ချိန်ဒိတ်လုံမယ်ဆိုတာမျိုးအော်တိုင်တာလို့ရအောင်ဟုတ် achievable လက်တွေ့ဖြစ်နိုင်ဖို့ relevant ကို vision နဲ့သက်ဆိုင်ဖို့ပြီးတော့ time specific အချိန်သတ်မှတ်ထားဖို့ပါပဲအကြံပြုချက်အနေနဲ့ကတော့တခန်းကဏ္ဍကို goal တစ်ခုကနေ၄ခုလောက်ပဲထားရကောင်းလေတယ် အရန်များွားရင်အာယုံဆိုင်ဖို့ခတ်သွားနေတယ်။အင်းတခန်းကနာကိုစက်ခနေလေးဟုဟုတ်နောက်ပြီးတော့ကိုကိုးတွေကိုကိုယုံကြည်ရတဲ့တငယ်ချင်းမိသားစုဝင်3-5ယောက်လောက်ကိုမျှဝေထားရင်ကိုကိုကိုတာဝန်ခံမှုပိုးရှိစေတယ်လို့ဆိုတယ်။ accountability ပေါ့။ပြီးတော့ကိုးတွေကိုမကြကနာပြန်ကြည့်နေဖို့လည်းအရေးကြီးတယ်ဗျာ။ဟုတ်ကဲ့ဒါဆိုရင်နောက်ဆုံးနဲ့အရေးကြီးဆုံးလို့ဆိုရဲအလေ့အကျင့်၃အပတ်စဉ်ကြိုတင်စီမံကိန်းရေးဆွဲခြင်း pre-week planning ကိုရောက်လာပြီဒါကို keystone habit လို့ပြောထားတယ်နော်အဓိကတုတ်ချက်အလေးအကျင့်ပေါ့ဟုတ်ပါတယ်ဒါက vision နဲ့ goals တွေကိုတကယ်လက်တွေ့အကောက်အထည်ပေါ်တဲ့နေရာပဲလေရင်မှုတွေရောခရီးမထွက်ခင်လမ်းကြောင်းရာသီဥတုလောင်စာစီအကုန်ထေချာ season တလို့ပဲကိုဘော်ရဲ့တပတ်တာခရီးတွေကြိုတင် season တာပေါ့อืม pre flight planning လိုမျိုး ဟုတ်ပါတယ် PepsiCo အမှုဆောင် Jom ဆိုတဲ့လူတယောက်ဇလန်းလိရှိတယ်သူကဒီ pre week planning လုပ်တဲ့အလေချင်းကြောင်းခုနှစ်နှစ်လောက်အဆက်ပြတ်နေတဲ့တာကို ဖုံးပြန်ဆက်ဖို့သူ့ calendar ထဲမှာအချိန်တတ်မှတ်ပြီးထည့်ထားနိုင်ခဲ့တဲ့အဲ့ဒီနေ့ဆက်ဆံရေးပြန်ကောင်းသွားခဲ့တယ်ဟေးတကယ်လားအဲ့လောက်တော့အစွမ်းထက်တာလားဒီ pre week planning လောက်တာနဲ့မလောက်တာဘာတွေကွာခြားသွားနိုင်လဲကိန်းကနာနေနဲ့များပြောလို့ရမလားတော်တော်ကွာတယ်ဗျသူတည်တနာတွေရာဆိုရင် preview planning စလုပ်တဲ့ပထမလှအတွင်းမှာပဲကို season ထားတဲ့အလုပ်တွေကိုတကယ်ပြီးမြောက်တဲ့နှုန်းကတိတိတတာတက်လာတဲ့တဲ့ဟာကုံထုတ်ဆွမ်းအားကတလအတွင်း100%ကျော်တိုးတက်လာတာမျိုးတောင်ရှိတယ်လို့ဆိုတဲ့ဘာလို့လဲဆိုတော့ကိုယ့်ရဲ့အရေးကြီးဆုံး QD အလုပ်တွေကို to do list ထဲထည့်ထားရုံမဟုတ်တော့ဘူးလေကယ်လန်ဒါထဲမှာတိကျတဲ့အချိန်တက်မှောက်ပြီး schedule လုပ်လိုက်လို့ပဲဟုတ်ကဲ့အချိန်တက်မှတ်လိုက်တာဟုတ်တယ်ဒါပြင်အခန်းကဏ္ဍအားလုံးကိုထည့်စင်စားပြီးစီစဉ်တာဖြစ်တဲ့အတွက် ဘဝဟန်ချက်ညီမှုနဲ့စိတ်ချမ်းသာမှုလည်းတိုးလာတယ်။ productivity quotient ဆိုတာရှိတယ်။ကိုစီစဉ်ထဲတာဘလို့ပြီးမြောင်လဲဆိုတဲ့အချို့ပေါ့။အဲ့ဒါကပုံမှန်80 80%လောက်ရှိတယ်နေလို့ဆိုတယ်။ကောင်းလိုက်တာလုံပုံလုံးနီကရောရှုပ်ထွေးလာဘလို့ဆက်လုံးရမလဲ။လုံးဝမရှုပ်ထွေးဘူးလို့။ရိုးရှင်းတဲ့အဆင့်၄ဆင့်ပဲရှိတယ်။အဆင့်၄ဆင့်ဟုတ်ကိုယ့်ရဲ့ vision goals တွေနဲ့ long range calendar နှစ်ရပြက်ခရင်ကိုပြန်ကြည့်ပါ ပြီးတော့စဉ်းစားပါဒီအပတ်မှာငါ goals တွေစီရောက်ဖို့ဘာတွေလုပ်နိုင်မလဲอืมပြန်သုံးသပ်တာပေါ့နေကိုယ့်ရဲ့အရေးကြီးတဲ့အခန်းခဏ roles တွေကိုခြားရပါ personal role ကိုရင်စဉ်းစားပေါ့ဟုတ်ကဲ့တော့အဲ့ဒီအခန်းခဏတစ်ခုချင်းစီအတွက်ဒီပတ်မှာလောက်ရမယ့်အရေးကြီးဆုံးအလိုက်တစ်ခုခနေ၃ခုလောက် weekly action items ကိုခြားရပါ brainstorm လုပ်တဲ့တဘောပေါ့တပတ်စာ action items တွေ ဘယ်အချိန်မှလုပ်မယ်ဆိုတာဆုံးဖြတ်ပြီးကယ်လန်ဒါထဲမှာတန်းထည့်လိုက်ပါ block လုပ်လိုက်ပါပေါ့ကယ်လန်ဒါရဲ့တန်းထည့်လိုက်ုံပဲဟုတ်တယ်ကယ်လန်ဒါရဲ့ထည့်လိုက်တာ to do list ထဲအများကြီးပိုထည့်ရောက်တယ်အချိန်ရရင်လုပ်မယ်ဆိုတာမျိုးမဟုတ်တော့ဘူးဟုတ်ပဲအရင်ရှင်းလင်းပြီးလက်တွေ့ကြတယ်ဒါမဲ့ဒီလေးအချင်းကိုဆက်လုပ်ဖြစ်ဖို့အကြံပြုချက်လေးတွေရရှိအောင်မလားတခါတလေခလုံးများပြီးလွတ်သွားတာမျိုးမလို့ဖြစ်တာမျိုးဖြစ်နိုင်တယ်လေဖြစ်တတ်ပါတယ်အဓိကကတော့ ိုကိုကိုတညာပါတဲ့ perfection ကိုမမျှော်လင့်ပါနဲ့တပတ်လွတ်သွားရင်နောက်ဖက်ပြင်စားပါအရေးမကြီးပါဘူးအင်းကိုကိုကိုနားလည်မှုပေးရမယ်ဟုတ်တမတန်ဒီအချင်းတစ်ခုတတ်မှာထားတာဥပမာတနင်္ဂနွေမနေ့ပိုင်းဆိုတာမျိုးကပုံမှန်လုတ်ဖြစ်ဖို့အများကြီးအထောက်ကိုပြုတယ် digital planner ဖြစ်ဖြစ် soul planner ဖြစ်ဖြစ်ကိုနဲ့အစင်ဖြေတာတုံးလို့ရတယ် tools တွေကကူညီနိုင်ပါတယ်ဟုတ်ကဲ့အဖက်နဲ့လုတ်လုတ်တယ်ဆိုရင်တော့ အဖွဲ့ရဲ့ weekly meeting မတိုင်ခင်ကိုယ့်ရဲ့ planning ကိုအရင်လောက်ထားတာပိုကောင်းတယ်ပေါ့နောက်ဆုံးတစ်ခုက AI ကိုအားကိုးလို့ရပေမဲ့ကိုယ့်ရဲ့ twin စိတ်ခံစားချက်ကိုယ့်ရဲ့ထိုးထွင်းဉာဏ်နဲ့ဦးစားပေးမှုကပိုရည်ကြီးတယ်ဆိုတာမမေ့ဖို့ပါပဲမှန်ပါတယ်အချိန်နဲ့အလေးချင်းတွေရဆက်ဆက်မှုကြောင့်နည်းနည်းလောက်ပြောပြပေးပါဦးဟုတ်ကဲ့အချိန်ဆိုတာကကျွန်တော်တို့အားလုံးအတွက်တန်းတူရထားတဲ့အဖိုးရန်ဆောင်ရင်မြစ်ပဲလေဒီအကို24နာရီပဲဒါပေမဲ့အဲ့ဒီအချိန်ကိုဘယ်လိုသုံးလိုက်တယ်လဲဆိုတာက ဘဝရဲ့အရေးအသွေးကိုဆုံးထက်သွားတာဟုတ်စောက်ထဲမှာဖခင်တယောက်ကိုတားလေးကအဖေအချင်းတနားကြီးကိုပိတ်ဆက်နေဝယ်လို့ရမလားလို့မေဒစလန်လေးတစ်ခုထေးထားတယ်အချင်းရဲ့တန်ဖိုးကိုတကယ်စဉ်းစားစရာပေါ့အင်းကြောက်ဘူးရဲ့တော်တော်ထိမိတဲ့စလန်လေးဟုတ်အရေးကြီးတာတွေကိုလှုပ်ဖို့အချင်းကအခုပဲရှိတယ်နောက်မှဆိုတာမရှိဘူး Nathan ဆိုတဲ့လူတယောက်ချောင်းလည်းပြောထားတယ်သူစနီမတော်အစားမှုဖြစ်သည်အရန်ခက်ခဲနေတဲ့အချိန်မှာဒီ big 3အလေးချက်တွေက သူ့ကိုဟန်ချက်ညီအောင်ရှေ့ဆက်နေအောင်တကယ်ကူညီပေးတဲ့လေလို့ဆိုတယ်။ဩခက်ခဲတဲ့အချိန်မှာတော့အသုံးဝင်တာပေါ့။ဟုတ်ပါတယ်။ဒါကအလေးချင်းတွေရဲ့ဆောင်းကားပဲ။ကောင်းတဲ့အလေးချင်းတွေကအောင်မြင်မှုစီခေါ်သွားပြီးမကောင်းတဲ့အလေးချင်းတွေကကြာရှုံးမှုရဲ့တကားပါဖြစ်နေတာတဲ့။ Habit is habit ပေါ့။ဟုတ်ကဲ့။စောက်ထဲမှာလူတွေစိတ်ဝင်စားဆုံးဘွားကင်နာ6ခုဆိုပြီးပြောထားတယ်နော်။ကျန်းမာရေးဆက်ဆံရေးငွေကြေးရည်ရွယ်ချက်ပျော်ရွှင်မှုအလုပ်ဆွမ်းဆောင်ရည်အဲ့ဒါဒီအားလုံးက the big 3နဲ့ဆက်ဆက်နေတယ်လို့ဆိုတယ်။ဟုတ်ပါတယ်။ဒီ big 3ကိုကောင်းကောင်းကျင့်သုံးနိုင်ရင်ဒီကနာတွေအားလုံးမှာတိုးတက်မှုတွေမြင်တွေ့ရမှာပါ။ဘာလို့လဲဆိုတော့ pre week planning လုပ်တဲ့အခါဒီကနာတွေအားလုံးနဲ့ဆိုင်တဲ့ကိုယ့်ရဲ့ roles တွေ goals တွေကိုထည့်သွင်းစဉ်းစားပြီးအခြေစရဆွဲတာကို။ဟုတ်ပြီဟုတ်ပြီ။ဥပမာကျမအေးအတွက်လေ့ကျင့်ခန်းလုပ်ဖို့အချိန်မိသားစုနဲ့ quality time ပေးဖို့အချိန်ဝေးကြီးစီမံခန့်ခွဲဖို့အချိန် အဲ့ဒါတွေကို calendar တဲ့တကယ်ထည့်ထားလိုက်တဲ့အခါဒီကနာရီအားလုံးကိုဟန်ချက်ညီအောင်လုပ်ဆောင်ရနိုင်တာပေါ့။စောက်ထဲမှာ apart productivity tips လေးတွေလည်းပေးတာပါတည်း။ Oh. ဘာကြီးလဲ။ဟို becoming your best sort of manakin lo yo lobsan kaung de mwe myu da myo a yong pyat lwin sit de distraction ni ko short chot da myo de jing ma a lok tuk khu de ko ba a yong sai lo da single tasking bo single tasking ho monitor na long tong da myo ma lo a nyin no lo pyaw da da myo de bo ဒါတွေကလည်း productivity ကိုမြင့်တင်ပေးနိုင်တဲ့အချက်လေးတွေပါကောင်းလိုက်တာကဲဒီနေ့ဆွေးနွေးခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်လိုက်ရင်လေ Rob နဲ့ Steve Schellenberger ရဲ့ Do What Matters Most စာအုပ်ကနေကျမတို့ရလာတဲ့အဓိကသင်ခန်းစာကတော့ကိုယ့်ဘဝကိုတုံ့ပြန်မှုပုံစံနဲ့ဖြစ်သလိုနေထိုင်မှာတဲ့ရည်ရွယ်ချက်ရှိရှိကိုယ်တိုင်ဒီဇိုင်းဆွဲနိုင်ဖို့ The Big 3အလေးအကျင့်တွေက အရန်ကိုအဓိကကြတယ်ဆိုတာပါနော်အတိအကျပါပဲဒီ Big 3လို့ခေါ်တဲ့ personal vision ရှိခြင်း roles and goals တတ်မှတ်ခြင်း pre week planning လုပ်ခြင်းစရတွေကို design မှတ်မှတ် hook ဆောက်သွားခြင်းအားဖြင့်ကုံထုတ်ဆွမ်းအားကို30ရာခိုင်နှုန်းကနေ50ရာခိုင်နှုန်းအထိတိုးမြင့်နိုင်ရုံတင်မကဘူးဟုတ်ကဲ့စိတ်ဖိစီးမှုကိုတည်တည်တသာလျှော့ချပြီးကိုယ့်အတွက်တကယ်အရေးကြီးဆုံးရာတွေအဲ့ဒီ Q2 area တွေကိုဦးစားပေးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်ရေရှည်မှာဆိုရင်ရောဒီလေးအချင်းတွေကဘလောက်အထိအကျိုးသက်ရောက်လို့ရှိနိုင်မလဲဟုတ် စာအုပ်ထဲမှာတွက်ချက်ပြရတာကစိတ်ဝင်စားဖို့ကောင်းတယ်ဗျာဒီလေးအချင်းဒီကိုနှစ်40လောက်စတိုက်လို့တောင်းမယ်ဆိုရင်ဦးစားပေးလို့ဆောင်ချက်ပေါင်း60ထောင်ကျော်ပူပြီးမြောက်နိုင်တယ်လို့ဆိုပါတယ်ဟာ60ထောင်ကျော်ဟုတ်ဒါပေမဲ့ဒါကကင်းကနန်ထက်ပိုပါတယ်ဒီလို့ဆောင်ချက်တစ်ခုချင်းစီကကိုယ့်ရဲ့ကျမရေကိုယ့်ချက်ရတဲ့သူတွေနဲ့ဆက်ဆံရာကိုယ့်ရဲ့အလို့အကိုင်းအတမွေးဝမ်းကြောင်းကိုတံပိုးထားတဲ့အရာတွေနဲ့သက်ဆိုင်နေတဲ့တကယ်အတိတ်ပဲရှိရလို့ဆောင်ချက်တွေဖြစ်နိုင်တာပေါ့တကယ်ကိုအတက်စရာကောင်းပါတယ် ဒါပေမဲ့အရေးကြီးဆုံးကတော့စတင်ဖို့ပဲနော်ဇစ်ဇစ်လာပြောခဲ့တယ်လို့စတင်ဖို့အကြီးကျယ်ဖြစ်နေစရာမလိုပါဘူးဒါပေမဲ့အကြီးကျယ်ဖြစ်ဖို့တော့စတင်ရပါမယ်မမရေအချိန်ဆွဲမနေပဲနဲ့ဒီနေ့ကပြီး vision လေးတခုစရေးကြည့်တာဖြစ်ဖြစ်ကို rose တွေတမကြည့်တာဖြစ်ဖြစ်ဒါမှမဟုတ်နောက်အပတ်အတွက် pre week planning လေးစမ်းလုပ်ကြည့်တာမျိုးဖြစ်ဖြစ်တခုခုစာကင်လိုက်ဖို့ပါပဲဟုတ်ကဲ့နောက်ဆုံးအနေနဲ့ Ella Wheeler Wilcox ရဲ့ ကဗျာစားသားလေးတစ်ခုကိုပြန်ကိုပပြီးနေကုန်းချုပ်ချင်ပါလေ။လေက အတူတူတိုက်ခတ်နေပေမဲ့ရွက်ကိုဘလို့လွင့်တင်ထားတယ်လဲဆိုတာကတင်ပေါ်သွားမယ့်လမ်းကြောင်းကိုဆုံးဖြတ်ပေးတယ်။ဘဝခီးမှလည်းကြုံတွေ့ရတဲ့အခြေအနေတွေအေးချမ်းမှုတွေဒုက္ခတွေထက်ကိုယ့်စိတ်ရဲ့ဥတီချက် mindset နဲ့ကိုယ်ချမှတ်လိုက်တဲ့လမ်းကြောင်း skill set ကသာပန်းတိုင်ကိုဆုံးဖြတ်ပေးတယ်တဲ့။အရင်ကောင်းတဲ့အတွေ့အလေးမယ်။ဒီတော့ကို့ဘဝရဲ့ရွက်ကိုဘလို့လွင့်တင်ကြမလဲ။ do what matters most အလေးအကျင့်တွေနဲ့ကို့ဘဝကိုပုံသေးဖြစ်တယ်လို့နေထိုင်တာမျိုးမဟုတ်ပဲရည်ရွယ်ချက်ရှိရှိကိုယ်တိုင်ပုံဖော်နိုင်ပြီလို့ပဲဆိုချင်ပါတယ်ခင်ဗျာ